္ဂလာမနက်ခင်ဗျာရှင်ကျွန်မကတော့ချူချူဆက်မ DPP ရုပ်မြင့်တန်ကြားရဲ့မနက်ရှင်နိုင်တဲ့တွေကိုတင်ဆက်ပေးပါရမယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြားရမှာပါရှင်ကချင်ပြည်နယ်မြစ်ကျနာမြို့ပေါ်မှာဇွန်လ2ရက်မနက်6:00နာရီကရေကြီးရေလျှံနေတဲ့အတွက်ပြည်သူတွေပျောက်ရွှင်နေထိုင်နေရတယ်လို့ဒေသခံတွေစီကသိရပါဗျာ။ မြစ်ချနာမျိုးအနိုင်ပိုင်နေရာတွေအပြင်မြို့သစ်ကြီးတက်ကုန်းလေကုန်းနဲ့မြင်းမြင့်ရက်ွက်တွေပါရေကြီးရေရှမ်းတာနေအိမ်နဲ့မြုပ်တာလူနေအိမ်တွေရေစီးနဲ့အတူမျိုးပါတာတွေဖြစ်ပေါ်နေတယ်လို့ဆိုပါတယ်လေကုန်းရက်ွက်ကနေအိမ်တွေအလုံးလိုက်ရေစီးနဲ့မျိုးပါနေပြီးအ ਨੇ ဆုံးရေကြီးနဲ့မြုပ်တဲ့ရက်ွက်၅ခုလောက်ကလူဦးရေ900ကျော်လောက်ဟာပြောင်းရွှေ့နေထိုင်နေရတယ်လို့ဆိုပါတယ်စစ်ကောက်စီလက်အောက်ခံမိုးလေဝသနဲ့ဇလားပြားညွှန်ကြားရေးဦးစီးဌာနကတော့မြန်မာနိုင်ငံတဝန်မြေကြီးတာ မိုးသက်ထန်စွာရွာသွန်းလာတွေဖြစ်ပေါ်နိုင်တာကြောင့်မြင်းနဲ့ပါရောက်ကွက်မှနေထိုင်တဲ့ပြည်သူတွေအနေနဲ့သတိပြုနေထိုင်ကြဖို့သတိပေးထုတ်ပြန်ထားပါတယ်ရှင်။အရှေ့အလယ်ပိုင်းနိုင်ငံတွေစီအမျိုးသမီးလုံသမားတွေတရားမဝင်ဆေးလွှတ်နေတဲ့အေဂျင်စီတွေကိုစစ်ကောင်စီကအရေးမယူဘဲလစ်လျူရှုထားတယ်လို့အလုံသမားရေးလှုပ်ရှားသူတွေကပြောဆိုပါတယ်ဒီသတင်းကိုတူတာချန်သာပေးပို့ထားပါတယ်ရှင်။အိုမန်ဒူဘိုင်း ဆောဝတီအီရက်ဆိုတဲ့နေအောင်မလာကြပါနဲ့လို့ကျမပြောချင်တာပဲဖြစ်ပါတယ်ဆရာနာသိမိနောက်ပိုင်းပြည်တွင်းမှာအလောက်ကန်ရှာပါတဲ့ပြဿနာကြောင့်လူငယ်အများအပြားပြည်ပကိုအလောက်ကန်အတွက်ထွက်ခွာခဲ့ကြတာပါပြည်ပကိုအခြေခံလောက်သားဆင်လို့ဖို့အတွက်အစိုးရချင်းနှစ်နိုင်ငံသဘောတူစာချုပ်ထားတဲ့နိုင်ငံတွေစီကျေဝင်သွားတဲ့သူတွေဒါပြဿနာဖြစ်လာရင်ဥပဒေရဲ့အကာအကွယ်ရနိုင်မှာဖြစ်ပါတယ် ဒူဘိုင်းကနေတဆင့်အီရန်နိုင်ငံကိုအပိုးခံထားရတဲ့ချင်းတိုင်းရင်းသူမျိုးသမီးငယ်တယောက်ဟာဂျွန်လာတဲ့နေ့မှာသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာကနေတဆင့်သူ့ကိုကူညီပေးဖို့ live stream မိတောင်းဆိုခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးဟာအလုသမာပွဲစားတွေကအစဉ်စဉ်ပို့ဆောင်တာတွေကြောင့်အီရန်နိုင်ငံကိုရောက်မှမသိရောက်ခဲ့တာဖြစ်ပြီးအလားတူဖြစ်ရမျိုးတွေအများကြီးရှိတယ်လို့ဆိုပါတယ်။ ဒီရောက်လာတော့မှကိုဟာငါကိုမတည်ပြတလားနလားနေပြီးမတည်ရပြောရဲဘူးဒီတစ်ခါပြောလဲလို့ရှင်အရင်တော့လည်းမျိုးရိတ်ခံရပြန်မြဲမဖုံးသိမ့်မယ်ဆိုပြန်မပြီးတော့ဦးတို့ဒီတစ်ခါတော့အဲ့ဒါကြောင့်ဒီတစ်ခါတတိတွေတကုံမွေးပြီးမှပြောရမှာ2020လာစားတယ်မတောင်းတော့ဘလောက်ပဲပြောတော့ပြီးပြီလို့ပြောတယ်တမင်းတတိုင်းပဲထားလိုက်တော့တယ်ဒါမဲ့လူချင်တော့ကိုပဲဆောင် ရန်ကုန်မြို့ဆိုင်ုံတွေမှာလှုပ်လှုပ်ခဲတဲ့လှုပ်သားတွေတဲကထဝက်နီပါဟာအင်းညင်းချင်းနိုင်ငံတွေစီကိုအလုအကံကြွထွက်ခွာခဲ့ကြတယ်လို့အလုသမားရေးတကြွလှုပ်ရှားသူတွေကပြောပါတယ်။လက်ရှိပြည်တွင်းပြည်ပခအခြေအနေမှာအလုသမားစေလွတ်တဲ့အေဂျင်စီတချို့ဟာတရားဝင်လှုပ်သားပို့ခွင့်မရှိတဲ့ဒူဘိုင်း၊ Oman ၊ Iraq ၊ Saudi စတဲ့အရှေ့အလယ်ပိုင်းနိုင်ငံတွေစီကိုအလဲဗီဇာနဲ့လှုပ်သားတွေပို့ဆောင်နေတာပါ။ ူပန်တို့အိုမန်တို့အီရတ်တို့ဆော်ဒီတို့ဒီနိုင်ငံမှာရှိတဲ့သူတွေနဲ့ရှိုက်ဆက်ထားတယ်ဒီကလူတွေကိုသူတို့ကအလီဗီဇာနဲ့ပတ်စပို့လောက်ပြီးတော့တတော်ရှင်ပို့ပေးလိုက်တယ်ဒီမှာပြောတော့ကတော့အကုန်လုံးတာဝန်ယူပေးတယ်ဟိုရောက်တော့တာဝန်မယူတော့ဘူးစင်ကာပူကိုသွားမယ်လို့လာတဲ့သူတွေကလည်းအာ၄လ၅လ၆လဖြစ်လာတယ်မသွားရဘူးဒူပန်အိုမန်ဆိုသူတို့က free point ထားတယ်ဒီဘက်ဒီဘက်သွားမယ်ဆိုရင်တော့နင်တို့မြန်တယ်ဟိုဘက်ဆိုရင်တော့ကြာမယ်အဲ့လိုမျိုးအဲ့ကိုပို့တဲ့သူတို့များများကအင်ရှင်တွေနဲ့ရှိုက်ဆက်ပြီးတော့အာငါမြန်မာနိုင်ငံမှာလူခိုးပေးလို့ရတယ်အဲ့လိုမျိုးလေလုံရင်လုံရင်လည်းအလို့သမဘွားကနေပြီးတော့အေဂျင့်ပုံစံမျိုးဖြစ်သွားကြတယ် တယ်တရားမဝင်တဲ့ agent တွေပဲမြန်မာနိုင်ငံမှာရှိတဲ့ agent တွေလည်းတရားမဝင်ဘူးတကယ်တမ်းဆိုရင်ဒူဘန်အိုမန်အီရတ်ဒီအရှိအလေပိုင်းတွေဆိုရင်အလို့တမပို့လို့ရတဲ့နိုင်ငံတွေမဟုတ်ဘူးမြန်မာနိုင်ငံရဲ့တန်ရုံးတွေလည်းမရှိဘူးသူတို့ကအလေဗီဇာဆိုပြီးတော့ agent ဘက်ကပဲအကုန်ကြံပြီးတော့လုပ်ပေးတယ်ဟိုဘက်ကိုပို့ပေးလိုက်တယ်တချို့ကြတော့လေမြန်မာနိုင်ငံမှာ license တော့လုပ်ထားတယ်စင်ကာပူတို့ဘာတော့ပို့လို့ရတဲ့ license ရှိတယ်ဒါပေမဲ့အဲ့လို license ရှိပေမဲ့လည်းကိုယ်နိုင်ငံတွေကိုထပ်ပို့တဲ့ဟာကြတော့တရားမဝင်ဘူးအဲ့လိုမျိုးပေါ့နော်နှစ်မျိုးရှိတယ်တရားဝင်လုပ်ထားပေမဲ့တရားမဝင်ဘူး ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ပြဿနာတွေရောက်ရွှေ့ပြောင်းလို့ဒါတွေနဲ့ဆက်ဆက်တဲ့ကိင္ကနံချက်လက်တွေကိုအကြီးအကျယ်မှတ်တမ်းပြုလုပ်ဖို့အခက်အခဲရှိနေတယ်လို့အလို့သမားရေးတက်ကြွလို့ရှာသူတွေကပြောပါတယ်။ လုံသမားတွေခက်ခဲဖြစ်မတရားနိုင်ကျင့်ခံရတာမျိုးရှိရင်အချက်လက်နဲ့တင်ပြဖို့တန်ကြားနိုင်တယ်လို့အမျိုးသားညညွေဆိုရအန်ယူဂျီအလုံသမားဝန်ကြီးဌာနဒုဝန်ကြီးဦးကျော်ညီကပြောဆိုထားပါတယ်ပြဿနာတွေကိုလက်တလုံးမဖြေရှင်းပေးနိုင်ရင်တော့ပြည်ပြည်ဆိုင်ရာအလုံသမားအဖွဲ့ ILOC မှာစစ်ကောင်စီရဲ့တာဝန်ယူမှုတာဝန်ခံမှုကိနယ်လို့ရတွေကိုတတ်သိအဖြစ်တင်သွင်းနိုင်မှုအလုံသမားရေးဆောင်ရွက်သူတွေကကြိုးစားနေတယ်လို့ဆိုပါတယ်ကျွန်တော်တုဒချမ်းသာပါ အေယာဝတီတိုင်းလင်းမျက်နှာမျိုးကို ပသိမ်မျိုးမှရှိတဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်ကနေစစ်ကား73စီးနဲ့ဇွန်လ2ရက်မနေ့အစောပိုင်း7နာရီကျော်ချိန်မှာလက်နက်ခဲယမ်းတွေလာရောက်ဖြစ်တင်ပေးနေတယ်လို့ဒေတာကန်တွေစီကသိရပါတယ်။အင်အားဖြစ်တင်တဲ့အထက်မှာတနက်တွေလက်နက်ကြီးတွေကြီးစံဘုံးတွေနဲ့ဘုံးသီးတွေထည့်ထားတဲ့တစ်သားတစ်တာတွေအပြင်ဒရုန်းသီးဘုံးတွေပါဝင်တယ်လို့ဆိုပါတယ်။ထောက်ပို့တက်တဲ့စိတ်တွေပါတဲ့စစ်ကား73စီးနဲ့လက်နက်ခဲယမ်းတွေလာပို့တာဖြစ်ပြီး ကားရိုင်းမှာလက်နက်ခဲယမ်းတွေအပြည့်ပဲလို့လင်းမင်းနာမျိုးကန်ကပြောပါတယ်။ AR တိုင်းကနေတိုင်းသားလက်နက်ကိုင်ဒေသတွေမှာစစ်တပ်နဲ့တရောက်နေတဲ့တွန်လှရေးတပ်ဖွဲ့တွေ AR တိုင်းထဲကိုပြည်လဲဝင်ရောက်ပြီးထိုးစစ်ဆင်လာနိုင်တဲ့အတွက်ရခိုင်ရိုးမှအဆက်နဲ့ AR တိုင်းထဲဝင်ရောက်နိုင်တဲ့ဒေသတွေကိုစစ်ကောင်စီတပ်ကလုံခြုံရေးတွေပြုလုပ်နေတယ်လို့စစ်ကောင်စီတပ်နဲ့နှိစပ်သူတွေစီကသိရပါတယ်ရှင်။ ထားမြမာနယ်ဇာတနင်္သာရီတိုင်းဒဝယ်မြို့နယ်ကထီခိစခန်းနဲ့ထီထစခန်းသိတိုက်ပွဲမှာပူပေါင်းပါဝင်ခဲ့တဲ့ KNLA အထူးတပ်ဖွဲ့ကရဲဘော်တွေကိုဂျွန်လာတရက်မှာဂုံပြုချင်းမြင့်ခဲ့တယ်လို့ KNLA တပ်မဟာလေးအထူးတပ်ဖွဲ့စီကသိရပါတယ်စစ်ကောင်စီရဲ့ဗျူဟာစခန်းတွေဖြစ်တဲ့ထီထစခန်းကို KNLA မြို့သားလွမြောက်ရေးတပ်မတော် KNLA တပ်မဟာလေးနဲ့ပူပေါင်းတပ်တွေကဧပြီလ19ရက်မှာတိုက်ပိုက်ခဲ့ပြီးထီခိစခန်းကိုမေလ9ရက်မှာတိုက်ပိုက်နိုင်ခဲ့ပါတယ် ထိခိနဲ့ထိထစခန်းသိတပ်ပွဲတခြားလုံးရဲဘော်တွေရှစ်လလောက်ဒုက္ခခံခဲ့ရတဲ့အတွက်အတိမတ်ပြုတဲ့အနေနဲ့ဂုံပြုချီးမင်းရတာလို့ KNL တက်မှာလေးအထူးတပ်ဖွဲ့ကတာဝန်ရှိသူကပြောပါတယ်အခုလိုမျိုးဂုံပြုချီးမင်းခံရတဲ့ KNL တက်မှာလေးအထူးတပ်ဖွဲ့ကရဲဘော်30နီးပါးထဲမှာထိထထိခိစခန်းသိတပ်ပွဲမှာပါဝင်တဲ့ရဲဘော်တွေအပြင် အောက်သာဝရစခန်းသိတပ်ပွဲမှာပါဝင်ခဲ့တဲ့ရဲဘော်တချို့လည်းပါဝင်တယ်လို့ဆိုပါတယ် ပြီးခဲ့တဲ့2024ခုနှစ်ဇွန်လ14ရက်ကတနင်္သာရီမြို့နယ်အောင်တာဝရစခန်းကို KNU တပ်မဟာလေးကနေဖွဲ့စည်းထားတဲ့ Black Tiger ပူပေါင်းစစ်ကြောင်းကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးစစ်ကောင်စီတပ်သား18ယောက်သေဆုံးခဲ့တယ်လို့သိရပါတယ်ရှင်။ မိုးသက်ထန့်စွာရွာသွန်းနေတာကြောင့်မြေကြီးကြီးမှုဖြစ်ပြီးအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လောင်တလိုက်ခရိုင်ကတွေ့တင်းစစ်ဆောင်စခန်းနဲ့ကာကီစစ်ဆောင်စခန်းမှာစစ်ပေရှောင်းနေအိမ်ယာနဲ့ချီပျက်စီးဆုံးရှုံးခဲ့ရပြီးအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။ကေခိုင်သတင်းပေးပို့ထားပါတယ်ရှင်။ မိုးအဆက်မပြတ်လျှော့သွန်းနေတာကြောင့်ပြီးခဲ့တဲ့မေလ31ရက်နေ့မွန်းလတနားရီလောက်မှာကလန်ဒယ်မြင့်ကြီးမှုဖြစ်ပေါ်ခဲ့ပြီးတွင်တင်းစစ်ပေးဆောင်စခန်းကအင်ချီ63ဆောင်နဲ့ကာကီစစ်ပေးဆောင်စခန်းကအင်ချီ69ဆောင်လောက်ရင်းနှမြုပ်တော့ခဲ့ပြီးတော့တချို့မှာရေစီးနဲ့မျောပါတော့တယ်လို့သိရပါတယ်။ မြင့်ရည်ကြီးမှုကြောင့်တွေ့တင်းစစ်ပေးဆောင်စခန်းကစစ်ပေးဆောင်ပြည်သူ388ယောက်နဲ့ကာကီစစ်ပေးဆောင်စခန်းကစစ်ပေးဆောင်ပြည်သူ290ယောက်တို့ရေးပေးတင်ခဲ့ရပြီးတော့လက်ရှိမှာနိစက်ရဆွေမျိုးတွေရဲ့နေအိမ်တွေကိုထူကိုထဆောက်လုပ်ထားတဲ့စာတင်ကျောင်းဆောင်တွေနဲ့ကျေးရွာအတွင်းကခမ်းမနေရာတွေမှာအရေးပေါ်ယာယီပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ဆိုပါတယ်။ လက်ရှိမှာလည်းမိုးရက်အဆက်မပြတ်ရော့သွန်းနေစေဖြစ်ပြီးမြင်းရည်ကြီးမှုဆက်လက်မြင့်တက်နေစေဖြစ်ကနေအိမ်တွေပျက်စီးဆုံးရှုံးခဲ့ရလို့ပြန်လည်ထူထောင်ရေးအတွက်အစိုးရပူပဲနေရတယ်လို့တွီတိန်ကြော့ကစေပေရှောင်းတယောက်ကပြောပါတယ်အားလုံးဒီပါပဲဒီနှစ်ကြားတဲ့ခါမှာကြားလို့ရှိရင်အမိုးကလည်းမရှိတော့ဘူး။အခုလိုများအဲ့လိုသာကြားမယ်ဒီရှိတော့နောက်ထပ်ကြီးကြီးလာတာကြတော့အများကြီးရှိတယ်ပေါ့ဗျာ။ကိုယ့်ရဲ့အိမ်ကရှင်းရှင်းကြားတယ်ဒီရှိတော့အဲ့ဒီအိမ်ကလေးချောက်မယ်ဒီပြင်မှာချောက်မယ်ဒီဟာ ဒီကနေ့လေးကြီးဒီကနေ့ကြရပါဗျာဒီဘက်ကအလုပ်ကံကကျွန်တော်တို့ကဝင်ရရမယ်အလုပ်ကံကလည်းဟိုမင်းမရရမရှိဆိုတော့အခုလည်းနေရေးသေးသေးကြီးကြီးလို့မိုးကြီးလို့ပြည့်နေနေတချို့ကြာကြတော့အဲ့ဒီတော့ပြန်ပြီးတော့မချာနိုင်ပါဗျာအဲ့တော့လောလောဆယ်တော့ဝင်ရရှိတော့လဲစာနေကြီးကလည်းအကျက်ကြီးနဲ့ပြန်ရတာပါဗျာကိုမမရှိသေးသေးဒီညစီကအခုကြီးကြရသေးရကိုချိန်ကားပြီးတော့ပဲကြားကြရတာပါဗျာ စေဘေးရောက်နေအိမ်တွေတိဆောက်ရမှာနေအိမ်တလုံးကိုရူပီး3000လောက်ကုန်ကြမှုရှိနေပြီးလက်ရှိမှာနေအိမ်တွေပြန်လည်တိဆောက်ဖို့ငွေကြေးမတက်နိုင်ဘူးလို့စေဘေးရှောင်းတွေကပြောပါတယ်။မြင်းရဲ့ကြီးမှုကြောင့်နေအိမ်တွေအလုံးနီးပါးထိခိုက်ပျက်စီးခဲ့တာကြောင့်ပြန်လည်တိဆောက်နိုင်ဖို့အတွက်အမိုးအကတွေအရေးပေါ်လိုအပ်နေပြီးအခြေခံစားနေရိတ်ခါနဲ့ကျန်းမာရေးစောင့်ရှောက်မှုအတွက်စေဝါတွေလည်းလိုအပ်နေတယ်လို့ပလဲဝော့ကောင်စီရဲ့ကေစီရဲ့တာဝန်ခံကိုစလိုင်းစိုးတဲ့ကပြောပါတယ်။ ဒီလေရနေရလို့တို့ဒီမရောက်နေရတော့ရှစ်ပေါင်းလို့အရှင်ကြည့်တာပေါ့နော်။ဒါနဲ့နေရာထိုင်ခြင်းရဖြစ်ခြင်းရှိတယ်။ဒီအချက်ကတော့ဒီစတော်ရဲ့အဒါဟာရှိတယ်။နောက်ပြီးတော့ဒီနေရာထိုင်ခြင်းအတွက်အမောအကာပေါ့အကူအညီလိုအပ်တာရှိတယ်။နောက်ပြီးတော့ရှင်းဝါပေါ့နော်။အခြေခံရှင်းဝါလေးဒီလေအဲ့ဒါရှိတယ်။မင်းဒီမှာနောက်ရှိချောင်းဆူဖြားတာလို့အဲ့လိုမျိုးအဲ့တကူရီဘာလို့ဖြစ်ခဲ့တာလဲရှိတယ်လို့ကျွန်တော်ကြက်ပြရတယ်။ လက်ရှိမှာနေအိမ်တွေပြန်လည်တည်ဆောက်နိုင်ဖို့ငွေကြေးလိုအပ်ချက်တွေများစွာရှိနေတာကြောင့်ကုညီလိုသူတွေအနေနဲ့ +91923367615 slice ဆိုတဲ့ကိုဆက်သွဲလူတဲ့နိုင်တယ်လို့ဆိုပါတယ်တိုက်ပွဲတွေကြောင်းချင်းပြင့်နဲ့ပလက်ဝါကနဲ့စပေးဆောင်ပြည်သူတွေနေထိုင်ကြတဲ့ ट्री ဒင်းစပေးဆောင်စခန်းမှာ အင်ချင်၂80ဆောင်းနဲ့ကာကီစပေးဆောင်စခန်းမှာအင်ချင်140တဆောင်းအတိအကျရှိကြပါတယ်ကျွန်မကကြိခိုင်ပါရှင် ရှမ်းပြည်နယ်တောင်ပိုင်းမြောင်ရွှေမြို့နယ်ဖရားတော်ကျေးရွာနယ်ရေဘူးကျေးရွာဘက်ကိုဂျိုလာနီယန်တွေကစစ်ကောင်စီနဲ့ PNO ပြည်သူစစ်တို့စစ်ကြောင်းထိုးလာတဲ့အတွက်အင်းလေးပြည်သူကာကွယ်ရေးတပ် IPDF နဲ့ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါတယ်။ဂျိုလာနီယန်မနက်၈နာရီမှာစစ်ကောင်စီနဲ့ PNO ပြည်သူစစ်ကအင်အားတထောင်ခန့်နဲ့စစ်ကြောင်းထိုးလို့ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီးအင်အားမမျှလို့ရေဘူးကျေးရွာကနေပြန်လည်ဆုတ်ခွာချိန်စစ်ကောင်စီနဲ့ PNO ပြည်သူစစ်က နေအိမ်လေးလုံးထပ်မင်းဲကိုမိရှို့ဖျက်ဆီးခဲ့ပြီးဒါကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ကမိရှို့တယ်ဆိုပြီးစစ်ကောင်စီကဝါရဖြန့်နေတယ်လို့ရှေ့တန်းရေဘော်တယောက်ကပြောပါတယ် IPDF တရင်အနေနဲ့ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်စောင့်ရှောက်ပြီးတရားမျှတမှုရအောင်တော်လိုက်အောင်မြင်တဲ့အထိအင်တိုက်အားတိုင်းနဲ့စစ်ကောင်စီကိုစူးစမ်းတိုက်ခိုက်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့မေလတလတာအတွင်းစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုဒရုန်းနဲ့ဗုံးတိချတက်ခိုက်မှုကြောင့်တောင်ဘုတ်ကွယ်ကျေးရွာဟိုပန်နောက်ရွာဖျားတော်ရွာနဲ့ပေလောင်းမြို့နယ်ကနန်တုတ်ကျေးရွာစတဲ့ရွာတွေကနေအိမ်နဲ့ဖုံးကြီးကြောင်းစစ်စုပေါင်း6လုံးထက်မနည်းထိခိုက်ပျက်စီးခဲ့ရပါတယ်ရှင် West Hollywood မြို့မှာဂျွန်လာတရနေ့ကပြုလုပ်တဲ့နှစ်ပတ်လည် LGBTQ Pride ခြေတပွဲမှာတက်တောက်ပြပြဝတ်ဆောင်တွေရောင်စုံအလှပြရင်တွင်တဲ့အတူ LGBT အခွင့်အရေးနှိုးဆော်မှုတွေကိုပါမြင်တွေ့ခဲ့ရပါတယ်။ West Hollywood နဲ့ Hollywood တို့ဟာ Los Angeles area ထဲမှာပါဝင်ပေမဲ့ West Hollywood ကတီးခြားမျိုးဖြစ်ပြီးတော့ Hollywood ကတော့ Los Angeles ထဲကရပ်ကွက်တစ်ခုဖြစ်ပါတယ်။ HIV ကျန်းမာရေးဆောက်ရှောက်မှုအရေးလှုပ်ဆော်သူ အဘလက်စတီရော့စ်ကတော့ HIV ကာကွယ်ရေးရမုံငွေဟာအရေးတကြီးလိုအပ်တဲ့အကြောင်းအဓိကပြောသွားခဲ့ပြီးကျန်းမာရေးဝန်ကြီးရောဘတ်ကနေဒီဂျူနီယာရဲ့မူဝါဒတွေကိုဝေဖန်ခဲ့ပါတယ်။ကျန်းမာရေးဆိုင်ရာအထောက်ပံ့တွေရပ်ဆိုင်ထားတာကြောင့်၅နှစ်အတွင်းကူးစက်မှုအသစ်တသိန်း၄,၃၀၀လောက်ဖြစ်နိုင်တယ်လို့သတိပေးသွားပါတယ်။ပွဲတော်ဟာထုံးစံအတိုင်းစစ်စစ်ကားကားကျင်းပနိုင်ခဲ့ပေမဲ့အမေရိကန်ရဲ့နိုင်ငံရေးအပြောင်းလဲကြောင့် transgender အသားဝိုင်းအတွက်စိုးရိမ်ရတဲ့အခြေအနေတွေကိုပွဲတော်ကိုလာရောက်တဲ့သူတွေကပြောပြခဲ့ကြပါတယ်ပွဲတော်မှာ cosplay ဝတ်ဆင်ပြသသူတဦးဖြစ်တဲ့ Amber Martin ကတော့ဘသူကမှအသံမတိတ်နိုင်အောင်မပယ်ဖြတ်နိုင်အောင် ကြဲကြဲလောက်လောက်နဲ့ခေါယူတက်စွာနေဖို့ကအရေးကြီးဆုံးပဲလို့ပြောသွားပါတယ်ရှင် Sorry club အဟီလာသင်းစီပြောင်းရွှေ့လာဖို့ Man U ကွေးလည်လူ Bruno Fernandes ကို နိုင်ငံအသင်းပေါ် Ruben Dibes ကတိုက်တွန်းသွားပါတယ်။ နီဗက်ဆာဝုဖ်အသင်းမှအသင်းကောင်းဆောင်အဖြစ်ခြေစွမ်းပြခဲ့သူဖြစ်ပြီး2023ခုနှစ်ကအဲဟီလာအသင်းစီပြောင်းရွှေ့သွားတာပါအဲဟီလာမှလာကစားဖို့အတွက်ဖာနန်ဒက်စ်အပါဝင်ပေါ်တူဂီလက်ရွေးစင်ကစားသမားအားလုံးကိုထောက်ခံကြောင်းပေါ်တူဂီကနိုင်ငံသိမ်းခဲ့ပေမဲ့ပြည်ပြထက်ထန်စူးစားတဲ့ကစားသမားတွေရှိတာကြောင့်ဒုချွန်တဲ့ကစားသမားတွေအများအားမွေးထုတ်ပေးနိုင်တဲ့နိုင်ငံဖြစ်ကြောင်းနီဗက်စ်ကပြောပါတယ် နိုင်ငံအသင်းကဘယ်ကစားသမားမဆိုအဟီလာစီလာရောက်ကစားဖို့ဖိတ်ခေါ်ကြောင်းလဲနီဗက်စကပြောသွားပါတယ်ဖာနန်ဒက်စ်ကိုအဟီလာအသင်းကမယူအသင်းမှရရှိတဲ့လောက်ခထက်၃ဆလောက်များပြားတဲ့ပမာဏနဲ့ခေါ်ယူဖို့ကလန်ထားတာပါအဟီလာအသင်းမှာပေါ်တူဂီအသင်းကနီဗက်စ်အပြင်မက်စတီနောက်ခံလူဟောင်းကန်ဆယ်လိုလဲပါဝင်ကစားနေပါတယ်ရှင်။ ဒီပီပီရုပ်မြင်သံကြားရဲ့မနက်၈နာရီသတင်းတွေကိုရှုစားခဲ့ရတာပါမနက်၈နာရီမှာလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်တင်ဆက်ပေးဦးမှာပါကျွန်မကတော့ချေချိုဆမ်းမကျေးဇူးတင်ပါတယ်ရှင် ဒီပီပီရုပ်မြင်သံကြားပရိသတ်များမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ပတ်စဉ်ထုတ်လင့်တင်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစားပါဇက်အငှားပေးတာများဖတ်ကြားခြင်းအစီအစဉ်ပြန်လည်စတင်ပါပြီခင်ဗျာဒီတစ်ပတ်မှာကျွန်တော်နဲ့အတူတူဖတ်ကြားပေးမဲ့သူကတော့မတ်တီလီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါမတ်တီလီဟုတ်ကဲ့ကိုအောင်ကျော်မင်္ဂလာပါရှင်ကျမတို့ရဲ့ပတ်စဉ်တင်ဆက်နေကြတော့တူတူဒီပီပီအစီအစဉ်ပြန်လည်ထုတ်လွှင့်မှုအချိန်ရောက်ရှိလာပြီပေါ့နော် ဒီတစ်ပတ်မှာပေးတာတွေထဲကမှပထမဦးဆုံးဖက်ချားပေးခြင်းတဲ့စာကတော့စကိုင်းတိုင်းထီးချိုင်မြို့နယ်ကပေးပို့လာတဲ့ရင်ဖွင့်စာနဲ့ရေသုံးစတင်ခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့မင်္ဂလာပါတော်တူ DPP ရေကျွန်တော်ကတော့ထီးချိုင်မြို့ကပါကျွန်တော်တို့ဒေတာဘက်မှာဖုန်းလိုင်းတွေပြတ်တောက်နေတာ6လဝန်းကျင်ရှိနေပါပြီ Wi-Fi စာရင်းတော့ဖွင့်ထားပါတယ်ဒါပေမဲ့လူစုလူဝေးနေရာဆိုတော့လေးရင်တန်းနေကြားရင်မသွားရဲတော့ပါဘူးလုပ်ငန်းကိစ္စတွေ တခြားဒေသကကုမိသားစုဝင်တွေကိုပြောစရာရှိတာတွေပဲဖြစ်ဖြစ်အရေးအကြောင်းတရွာနဲ့တရွာဆက်သွယ်စရာဖြစ်ဖြစ်တော်တော်ကြီးကိုအခက်ခဲတွေဖြစ်နေပါတယ်အင်တာနက်လိုင်းတွေဖြတ်တောက်ထားတာကလည်း၃နှစ်ကျော်လာပါပြီတဘာဝကပ်ပြီးရောစစ်ရောအကုန်ဖြစ်ပြက်နေတဲ့ခက်ပြက်ကြီးတွေမှာအင်တာနက်လိုင်းမရရင်တော့အရေးအကြောင်းဆက်သွယ်စရာဖုန်းလိုင်းလေးတော့ပြန်ရချင်ပါတယ်လူသားချင်းစာနာတော့အဖြစ်ဖုန်းလိုင်းတွေကိုပြန်လဲရရှိအောင်ကူညီနိုင်